သေးခင်ကသေခြင်းတရားလို့ဆိုတဲ့သေခြင်းကိုမြင်၍သေခြင်းတရားတဲ့ပြည်စံနိုင်ကုန်သောတရားသည်ဝိပဿနာတရားပဲလို့သံဝေကယူပြီးတဲ့အခါကျတော့ကမ္မထာဏမီပန္ဒီတေတာသန္တာရဝဋ္ဌဒုက္ခတောမောဇနထာယလို့တရားမင်းပန်းရှင်းဖြစ်တဲ့မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုယောသေးစွာအာယုပြုကြကုန်၍ ကမ္မထာနာကမ္မထာတရားကိုဒီတက်ကရုဏာထာပြီးသားတော့မှာပြန်လို့ကမ္မထာလုပ်တရားတို့ကိုလူလားစွာ တောင်းခံကြရွချင်းချင်းကြိုးကိုပွားများအထုတ်ကြရ၌အရိယပုတ်၄ပါးတွင်ရပ်သွားထိုင်လျောင်းအရိယပုတ်၄ပါး၌ယခုချိန်ထိုင်ခြင်းအရိယပုတ်မှာပွားများအထုတ်ပြီးဖြစ်ကုန်သောကြောင့်ကမ္မထာထိုင်နေသည်ကိုဝိဝေကစင်ကြယ်စေပြီးတကားလား စိတ်တဝိဝေကတဲ့စိတ်ကိုလည်းပဲစင်ကြယ်စေရမယ်အကဲ့သို့စိတ်ကိုစင်ကြယ်စေရမလဲဆိုရင်ဒိဋ္ဌိအရင်ဖြစ်ဝိပဿနာနောက်မှလုပ်တဲ့အဲဒိဋ္ဌိတွေကိုအရင်ဖြစ်ရပါလို့မလို့ဒီလိုမေးလို့ရှိရင်မာသူယောက်ျားမိမပုဂ္ဂိုလ်တ attva ယူတတ်ကုန်သောတက္ကရာဒိဋ္ဌိကိုအရင်ဖယ်ရပါလိမ့်မယ် ြောင်းဓမ္မတံဖြစ်သောအကျိုးဓမ္မယုတ်ဓမ္မနန္ဒမခန္ဓာလို့အဲဒီလိုသိလို့ရှိလို့ရှိရင်သူငါယောက်ျားမိန်းမပုဂ္ဂိုလ်သတ္တဝါလို့ဆွေးယူသောသက္ကယဒိဋ္ဌိဟာလည်းပဲအတိနဲ့ခွာပြီးသားဖြစ်တယ်လို့နားလည်အကျောင်းဓမ္မဝိဇ္ဇာသင်္ကာရသမုဒယသစ္စာတဏှာတို့ကြောင့်ဖြစ်ကုန်သောအာရိအကျိုးဓမ္မခန္ဓာ၅ပါးကြီးဟာလည်းပဲ မြဲဘူးတဲ့အကြောင်းတမှဖြစ်တဲ့အဝိဇ္ဇသင်္ခါရလို့ပြောတဲ့အကျဲ့ချက်ပြောလို့ရှိရင်အဝိဇ္ဇတဏှာဥပါဒကံသမုဒိယသစ္စာအကြောင်းတမှတွေဟာလည်းမမြဲဘူးအကြောင်းတမှမမြဲမှုကြောင့်မမြဲသောအကြောင်းတမှကြောင့်ဖြစ်ကုန်သောအကျိုးတမှခန္ဓာတို့ဟာလည်းပဲဘူခြင်းစင်တ္တနာခြင်းစင်တ္တပေခြင်းစင်တ္တနဲ့ဖောက်ပြန်ပြောင်းလဲတတ်တဲ့မမြဲဘူးတဲ့ အဲ့လိုပဲမြဲကုန်သောခန္ဓာတရားတို့ကိုကောင်းစွာဉာဏ်ဖြင့်သိသည်ဖြစ်ကုန်သောကြောင့်တတရားဖြင့်သုတ္တသည့်အကြမြင်နဲ့သိသည်ဖြစ်ကုန်သောကြောင့်မြဲတဲ့ခန္ဓာယူတဲ့တတရဒိဋ္ဌိကလည်းပဲရှိပိုင်းကအတိနဲ့ကွာပြီးသားဖြစ်တယ်ဒီလိုနားလည်အကြောင်းဓမ္မဖြစ်တဲ့အကျိုးတခန္ဓာတို့သည်အကြောင်းဓမ္မလည်းမမြဲဘူးဖြစ်ပြီးရင်ပြည့်တဲ့အကျိုးဓမ္မလည်းမမြဲဖြစ်ပြီးပြည့်တဲ့အပြည့်အပြည့်ကို ဇက်ကဇက်ကမြင်တဲ့အတွက်ကြောင့်မို့လို့ဩမြဲတယ်မြဲတယ်ခိုင်းတယ်တည်တယ်တတ်တယ်ယူတယ်သတ္တရာဒိဋ္ဌိကလည်းပဲတဲ့ရှိကနေအတိနဲ့ဖြုတ်ခဲ့ပြီးပြီနေတာရနေစွာအဘကတောတနာပုဂ္ဂလနိုင်တနာပူရိတောလို့ဒီနာမှာလာတဲ့အတွက်သူငါယောက်ျားမိမပုဂ္ဂိုလ်တ attva ဆိုမရှိဘူးအပြောပညာတရားပဲသဘောပရမကယုတ်ဓမ္မနဲ့ဓမ္မလို့ပြီးတော့တက္ကရာဒိဋ္ဌိကအတိနဲ့ကြွားပြီး အဲ့ဒီခန္ဓာတို့သည်အကြောင်းတမှလည်းမမြဲတော့အကျိုးတမှလည်းမမြဲပါလားဟေးလို့သူသိတဲ့အခါကျတော့အပြက်အပြက်ကိုမြင်တော့ခိုင်းတယ်မြဲတယ်ဒီတယ်တတ်တယ်ယူတဲ့သတ္တရဒိဋ္ဌိကလည်းပဲသုတမယဆိုတဲ့အကြအမြင်အတိနဲ့ kwa ပြီးသားဖြစ်တယ်ဒီလိုနားလည်အကြောင်းတမှမကုံစဲတော့အကြောင်းကြောင့်အကျိုးတမှတွေခန္ဓာတွေဖြစ်တာပဲလို့ ဲ့လိုသိတဲ့အတွက်ကြောင့်လို့မဖြစ်ဘူးပြတ်တယ်တောက်တယ်ယူတဲ့ဩစီတဲ့ဒိဋ္ဌိရလည်းပဲတဲ့အတိနဲ့ကွာပြီးသားဖြစ်တယ်ရှေ့ဘက်ကဒိဋ္ဌိကိုအတိနဲ့ယင်ဖြုတ်ဒုတိယမှာအပွားနဲ့ဖြုတ်လို့မို့တဲ့တတ္တိယကြတဲ့အခါကျတော့ပညာနဲ့သတ်ဒိဋ္ဌိပြတ်အောင်နဲ့ရှုတတ်တဲ့ဉာဏ်ဆိုတော့ဝိပဿနာဉာဏ်ပဲလို့နားလည်ပြီးတဲ့အခါကျတော့ ငါတရားထိုင်နေငါတရားအထုတ်တယ်ငါတရားနှလုံးသွင်းတယ်ဟူ၍နှလုံးမသွင်းပဲသင်္ကာရအကြောင်းတရားဖြစ်ကုန်သောသင်္ကာရခန္ဓာကိုသင်္ကာရရုပ်နာမြတ်ဖြစ်ကုန်သောဤအရှိကခန္ဓာ၌ရွတ်တတ်တဲ့ဝိပဿနာမဲ့ဉာဏ်လို့ဖြစ်ပွားများအထုတ်ကုန်သောကမ္မထံသင်္ကာရအလုံးမြတ်သာဖြစ်တယ်ပုဂ္ဂိုလ်မရှိဘူးသူငါမရှိဘူးတော့ ူလည်းမဟုတ်ဘူးငါလည်းမဟုတ်ဘူးနော်ကရကပုဂ္ဂိုလ်ဝိရကပုဂ္ဂိုလ်ရှံလို့မရဘူးမရှိဘူးနော်အရှုကံယုံနာတဲ့ကုကိုညာတကုနဲ့ကောင်းစွာဆောင်ရှိတတ်ကုန်သောကမ္မထံသင်္ကာရအလုံးမြတ်သာဖြစ်တယ်လို့နှလုံးသွင်းစင်ကြင်မှကံစီပြီးသောတတဝတတိရှိသည့်ပြည့်၍အတ္တသတ္တတိပတ္တသတ္တတိလို့လို့ပြောတဲ့မိမိနှုတ်ခမ်းပြတဲ့ညာတိဖြစ်ကလေးကို ိုင်းညွတ်သောအာယုံရှိသည်ဖြစ်၍တဲ့ထွက်သက်လေဝင်သက်လေထွက်သက်လေဝင်သက်လေဖြီတိုင်းဖြီတိုင်းကိုဖြီတိတဲ့သဘောတရားလေးပေါ်မှာအမတ်ထားပြီးတဲ့အခါကျတော့အင်းစင်စိတ်အနေအားဖြင့်ရိဒံဝရိယဆိုင်ရှုလိုက်မှကပွားဆင်ခြင်းပေးရမယ်တဲ့အဲ့ဒါကိုပဲအာနာပါနပပအာနာတပါနကမ္မထံသတိကိုကောင်းစွာအောင်မေ့သူဖြစ်တယ်လို့လို့နားလည် အာနာပါနကမ္မဋ္ဌာန်းသတိဆိုတဲ့တမာတိကိုလည်းထူထောင်တယ်လို့ဝိပဿနာအကြောင်းခံတဲ့ကာယသတိပဋ္ဌာန်လည်းဖြစ်တယ်လို့နားလည်ထားပါဒါကြောင့်ယခုချင်းကစပြီးမိမိတို့ရဲ့နှုတ်ခမ်းပြတဲ့နာသီပြားကိုကန့်ညွတ်သောအာယုရှိသည့်ဖြစ်၍ဖြတ်သက်လေဝင်သက်လေအပြောပညာပေါ်မှာသဘောပရမတ်ကယုံ nant ိအနိစ္စရှုပြီးတော့ပွားနေပါ ဝါယောလေယုတ်ကာယုတ်ထိတကယုတ်ပိတကနံဝိလေတချက်ယုတ်နဲ့နံဘဲလေတချက်ယုတ်နဲ့နံရှုတိနေတကညာယုတ်နဲ့နှစ်ခုကိုညာတစ်ခုနဲ့ပြိထားစောင့်ကြည့်တော့ယုတ်နဲ့ရဲ့သဘာဝတရားတွေကအရှုကံဓမ္မအနေအချင်းထင်ရှားလာပါလိမ့်မယ်သိယုံညာကလေးသိငါမရှိဘူးသူ မရှိဘူးပုဂ္ဂိုလ်တ attva မရှိဘူးနော်အကြောင်းတမတာဖြစ်တဲ့ကျွရမခန္ဓာလို့သိတဲ့အတွက်ကြောင့်မလို့တက္ကရာ ဒိဋ္ဌိကွာပြီးသားဖြစ်တယ်အပွားနဲ့ဒိဋ္ဌိကွာလို့မှတ်ပါအကြောင်းဓမ္မကြောင့်ကျွေးမဖြစ်သောယုတ်ဓမ္မအနန္တမတ်ရလည်းပဲကြည်လေတဲ့မြတ်ခဏမဆက်တဲ့တဲတဲ့ဆက်ကဆက်ကပြည့်နေတဲ့သဘောတရားကိုရှိတယ်ရတဲ့သဘောတရားကိုမြင်တော့ခိုင်နေမြဲတဲ့တည်တဲ့တတ်နေယူတဲ့သတ္တရဒိဋ္ဌိကလည်းအပွားနဲ့ကွာပြီးသားဖြစ်တယ်ပြည့်လေတဲ့မြတ်ခဏရဲ့အကြောင်းတတ္တိကမ္မပစ္စယတတ္တိကြောင့် အကျိုးရဆက်ခါဆက်ခါတဲ့ဖြစ်တတ်တဲ့သဘောတရားကိုစထုတ်ဉာဏ်မြင့်တဲ့အခါကျတော့ဒီဘဒီခန္ဓာပြည့်ပြတ်တာပဲနောက်ဘနောက်ခန္ဓာမရှိဘူးယူတဲ့အုပ်စိတ်ဓာတ်ဒိဋ္ဌိကလည်းပဲအပွားနဲ့ခွာပြီးသားဖြစ်တယ်။အရှုကခန္ဓာပေါ်မှာကာယတတိပဋ္ဌာန်လို့ပြောတယ်။ကာယကိုယ်ပေါ်မှာကာယတတိပဋ္ဌာန်ကောင်းစွာ အောင်မဲ့ဖို့သမာဓိမဲ့ကံကပွားတဲ့အခါကျတော့ဩ အကြောင်းဓမ္မကြောင့်ဖြစ်တဲ့အကျိုးဓမ္မခန္ဓာဖြစ်တဲ့သဘောနဲ့ပြည့်တဲ့သဘောကလားဒီလိုသိတယ်။နော်ဖြစ်တဲ့သဘောနဲ့ပြည့်တဲ့သဘောကိုသူသိတယ်။အဲ့ဒါကိုပဲတလုံးလဲပြောအနိစ္စဖြစ်ပြီးပြည့်တဲ့ခန္ဓာတဲ့ရုပ်ဓမ္မလည်းအနိစ္စဖြစ်ပြီးပြည့်တဲ့ခန္ဓာနာဓမ္မကလည်းအနိစ္စဖြစ်ပြီးပြည့်တဲ့ခန္ဓာပဲဆိုတဲ့အခါကျတော့အော်ဖြစ်ပြည့်ခန္ဓာကြီးပါလားဘယ်ခန္ဓာကပြည့်ပြည့်ဖြစ်ပြည့်ခန္ဓာလို့သိ ရေပြခန္ဓာဆိုတာချမဟုတ်ဘူးအကြောင်းဓမ္မကြောင့်ဖြစ်တတ်တဲ့ဓမ္မဖြစ်လေတဲ့ခန္ဓာတွေဟာသင်္ခါရပြတတ်တဲ့တရားပဲလို့ဖြစ်မှုကိုလည်းသိတယ်ပြတ်မှုကိုလည်းသိတယ်သူမပါပါဘူးတော့ငါမပါဘူးပုဂ္ဂိုလ်တ attva မရှိဘူးကရကဝိရကပုဂ္ဂိုလ်မရှိဘူးသူတဘောတူလို့အနိစ္စရှိဥပ္ပခဏ်ညာကလေးနဲ့ထားပြီးတတိထဝရိယစိုက်ပြီးနေရမယ် ဲ့ဒီလိုသတိသာဝိရဆက်လိုက်တဲ့အခါကျတော့ဩဘယ်ရှိကံကပြပြခန္ဓာအနိစ္စ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 ငါမရှိဘူးသူမရှိတဲ့အတွက်ကြောင့်ပုဂ္ဂိုလ်တ attva သူကစွဲကြမရှိဘူးနော်အပွားနဲ့ဒိဋ္ဌိကကွာပြီးသားဖြစ်နေတယ်ဒီလိုနားလည်သွားတာပေါ့။ကောင်းပြီဖြစ်တဲ့သဘောကိုမြင်တော့မပြစ်ဘူးယူတဲ့ ရတဲ့တောက်တဲ့ယူတဲ့ဥစီတဲ့တတိကကွာတဲ့ဖြစ်နေတဲ့များခန်းမှန်ရပြက်အပြက်တွေဆက်ကပြက်နေတဲ့အတွက်ကြောင့်မို့လို့ခိုင်းနေမြဲတဲ့တည်တဲ့တန်းတဲ့လို့ယူအကုန်တော့သတ္တရာဒိဋ္ဌိကြီးကလည်းကွာလို့နေတယ်ဒါကိုပဲအပွားနဲ့ဒိဋ္ဌိကွာနေပြီးသားဖြစ်တဲ့တိဋ္ဌဝရိယစိုက်ရှုလိုက်မှတ်ကပါအဲ့ဒီလိုခန္ဓာရှုကံပေါ်မှာဉာဏ်နဲ့ရှုတဲ့တာကကောင်းစွာမြင်တဲ့ကသမ္မာဒိဋ္ဌိဒီလိုနားလည် ကောင်းစွာရှုပန်းနယ်ကိုကျန်စီတာကတ္တမသင်္ကပ္ပာကောင်းစွာအထုတ်နေတဲ့သန္တအရပဝရိယစိတ်တကသမဝယမဒီလိုနားလေကောင်းစွာအောင်းမေမှုအာနာပါနတတိဘောမှာဩကာယတတိပဒံဖြစ်ပြီးအနိစ္စဖြစ်ပြတဲ့သဘောတရားပဲလို့ကောင်းစွာအောင်းမေမှုရှိနေတဲ့ကသမသမတတိမဘဘမုကိစ္စမှာ မဖောက်မပြတ်တည်ငြိမ်အောင်ရှုနေတဲ့သဘောတရားလေးသမတမာတိဖြစ်တယ်လို့အဲ့ဒါကိုပဲလောကီမဂ်ကငါးပါးရှိကဖြစ်ပြက်သဘောတရားကို နောက်ဉာဏ်နဲ့မဲ့ဆွေးပြီးဒီလိုသိတယ်အနိစ္စခန္ဓာဒုက္ခခန္ဓာအနတ္တခန္ဓာအနိစ္စသဘာဝဒုက္ခသဘာဝအနတ္တသဘာဝဒီလိုသိသွားတယ်နော်ဣမတမေကာယကာယကာယလုပ္ပတိဝိရတိ အာရပိသမသနောတိမဝဉ္ဇဏ်လောကေဘိဇ္ဇဒောမနတံဆိုရယ်။ဘုရားမြတ်စွာဘုရားရှင်ကိုယ်တော်မှာတတိပရဏတုတ်ဒေသနာမှာဟောတော်မူလေ။မြဲတဲ့သဘောတရားဆိုတာမရှိဘူးနော်။ကာယတတိပဒံပေါ်မှာဒုမမြဲမှုတဲ့သဘောဖောက်ပြန်တဲ့သဘောလက္ခဏာကိုကောင်းစွာရှုပြီ အဲ့ဒါဘက်ကရနုပတနာဒီလိုနားလေကာနုပတနာကိုရှုလိုက်တဲ့အခါကျတော့ဩဥပါဒခန္ဓာလို့ပြောတဲ့လောကီဥပါဒခန္ဓာရဲ့သဘောတရားလို့ဆိုအပ်ကုန်သောယုတ်ဝိညာဉ်တင်သင်္ခါရဝိညာဉ်ရဲ့ပရမတ်ခန္ဓာပေါ်မှာရှိစုကြံစည်တတ်ကုန်သောအဘိဇ္ဇာကလည်းမရှိဘူးမိမိကြံစည်တဲ့တတ်ကုန်မှုဥပါစေနဲ့မနာပဲမတည်ပါစေလို့ကြံစည်တဲ့အတိုင်း မရသည့်အတွက်သစိတ်တလုံးမသားခြင်းသဘောတရားဖြစ်တဲ့ဒေါမနတံဒီလိုမျိုးအဲ့ဒီအဘိဇ္ဇဒေါမနတဝိနေယပယ်ဖြောက်ပြီးဖြစ်၍ဣမတမေယေကာယကိုမကောင်းစွာကာယတတိပဋ္ဌာန်တရားဖြင့်ကာယလူပတနာမမြဲနေတဲ့အိစ္ဆတအစဉ်ဖောက်ပြန်ပြောင်းလဲပြန်အိစ္ဆတကံအဲ့ဒီလိုရှုတိနေတဲ့သဘာဝလက္ခဏာကအိစ္ဆဓမ္မအိစ္ဆလူပတနာပဲလို့နားလည် မမြဲလို့ဖောက်ပြန်ပြောင်းလဲပုံတော့ခန္ဓာရဲ့အရှိကံပေါ်မှာမမြဲဘူးဖောက်ပြန်ပြောင်းလဲမှုဒါတိတဲ့အခါကျတော့စိရဲ့ချမ်းသာဆိုတဲ့ဉာဏ်နဲ့ကွဲသွားတယ်။ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကခန္ဓာဒုက္ခဒီရောယုတ်တရားကယောဂနာတရားကဝေဒနာတရားဖြင့်ကာယကဒုက္ခစေတိကဒုက္ခအဲ့ဒါမမြဲဒီဒါအိဆက်စိရဲ့နှိမ့်ဆက်နေတာကဒုက္ခဒီလိုပြောတယ်။အဲ့ဒီတရားကိုပဲဒုက္ခတရား ပုဂ္ဂိုလ်သတ္တဝါမရှိဘူးလို့ခန္ဓာဒုက္ခတရားဈေးရနေဆက်ဒီခံခတ်တဲ့သဘောတရားဆက်ရှုပ်ွယ်ကောင်းတာကဒုက္ခလက္ခဏာပဲအဲ့လိုဒုက္ခတမသဘာဝသဘောကိုရှုတည်တဲ့ကဒုက္ခလူပဒနာဖြစ်တယ်လို့နားလည်မမြဲတဲ့အိစ္ဆတရားအိစ္ဆလက္ခဏာဈေးရတဲ့ဒုက္ခတရားဒုက္ခလက္ခဏာရဲ့သဘာဝတရားပေါ်မှာသတ္တဝါတွေဟာတဲ့ဖောက်ပြန်ပြောင်းလဲမှုလည်းမဖြစ်ချင်ဘူး ဇင်းရဲ့နှိမ့်ဆက်မှုမဖြစ်ခြင်းမှုကိုခြင်းနာခြင်းသိခြင်းတွေမဖြစ်ခြင်းမှုသို့တော်ညာလည်းပဲခန္ဓာအိုနာသိရှိပေမလို့တမ်းမြတ်ဖို့ဆိုတဲ့ငါအတ္တမရှိပါလားသူ့သဘောသူဆောင်နေတဲ့အနတ္တတရားအစုတရားရှင်မရှိတဲ့အနတ္တလက္ခဏာအဲ့တို့အစုတရားရှင်လို့ရှိဆွေးဥစားမရှိကုန်သောကြောင့်အနတ္တလူပတ္တနာတဲ့ငါအတ္တမရှိတဲ့သဘောတရားကြီးကအနတ္တလူပတ္တနာအနတ္တဓမ္မာ အနေစာတလုံးရှုလိုက်လို့ရှိလို့ရှိဒုက္ခပညာအနတ္တပညာတို့နော်ကောင်းစံနှလုံးသွင်းပါတဲ့အတွက်ကြောင့်ဩတဲ့ဒိဋ္ဌိကကွာပြီးသားဖြစ်တဲ့အဲ့ဒါကိုအပွားနဲ့ဒိဋ္ဌိကွာတဲ့သရီတာဝိယစိုက်ရှုလက်မှတ်ကွာပြီးနေလိုက်ပါ